မင်္ဂလာပါရှင်ရောင်းဝယ်ခဲ့တဲ့ channel နောက်ဆုံးရသတင်းကိုတင်ဆက်ပေးပါမယ်။အနောက်မြောက်တိုင်းစစ်တပ်နာကျောက်တိုင်းမှုဘုံဘိုးချုပ်မျိုးမဲတွေကိုကော်ယူစစ်စရာမှာလက်ပေးလက်ယူမှုတရားမဝင်ရွှေတူမှုနဲ့တစ်ထုတ်လောက်ခွင့်ပြုတဲ့အမှုများစွာပေါ်ပေါက်လာစစ်စဲမှုကိုဒုစစ်ကောင်စာစုံဝင်ကိုရိုင်းကြည်ချက်ကိုကဲနေစကိုင်းနိုင်မှာမျိုးချေဆိုင်နောက်မြောက်တိုင်းစစ်တပ်နာကျောက်တိုင်းမှုဘုံဘိုးချုပ်မျိုးမဲတွေကိုနေပြည်တော်ဆင်အောင်ကကော်ယူစစ်စဲလျက်ရှိရာမှာလက်ပေးလက်ယူမှုတရားမဝင်ရွှေတူပေါ်မှုနဲ့တစ်ထုတ်လောက်ခွင့်ပြုတဲ့အမှုများစွာပေါ်ပေါက်လာကြောင်းနေပြည်တော်စစ်တပ်သတင်းမြင့်နဲ့စီရင်ပေါ်ကြည့်ချက်ကပြောတယ် ဇန်ကိုင်းတိုင်းနဲ့ချင်းပြည်နယ်အတွင်းဆင်ဆင်ရေရှုံးနေမှုတွေမိမနာခံမှုတွေကြောင့်တိုင်းမှုပုံမှုကြုံပြုံးမှုတွေကိုနိုဝင်ဘာဒုတိယပတ်ကစတင်ပြီးခေါ်ယူစစ်ဆင်နေခြင်းဖြစ်ပြီးတော့ဒုစစ်ကောင်ဆောင်စုံရဲကိုယ်တိုင်ကြီးကြပ်ကိုယ်ခံစစ်ဆင်နေကြောင်းလက်ရှိမှာလက်ပေးလက်ယူမှုရွှေတူးဖော်ခွင်နဲ့တရားမဝင်တစ်ထုတ်လုပ်ခွင့်များစွာကိုငွေကြေးများစွာရယူခဲ့ပြီးခွင့်ပြုမှုတွေလည်းပေါ်ပေါက်လာကြောင်းသိရပါတယ်။ တိုင်းမှုဘော်ချုပ်မျိုးမင်းတွေကိုဒုစစ်ခေါင်းဆောင်စွန့်ဝင်းနဲ့တူပါလာတဲ့ဒုစအဖချုပ်ဘော်ချုပ်မင်းသူကိုရိုင်းစင်နေတဲ့ခုမင်းကင်းကရွှေမျိုးတွေကိုလေကြောင်းတိုက်ခိုက်မှုတွေကလည်းသူတို့မျိုးမင်းထွေရဲ့စစ်ကြောအချက်တွေမှာတော်လိုင်းဖွဲ့စည်းနဲ့ဆက်နွယ်ပြီးတော့လောက်ကိုင်းနေဆွဲတဲ့နေရလို့အခုမင်းကင်းတို့ကလေးဝါပတ်တွေပုံကျဲတဲ့တိုင်းမှုမျိုးမင်းထွေရဲ့စစ်ကြောအချက်တွေကိုယူပြီးတော့အခုနောက်ပိုင်းလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်လာတယ်။မနေ့ကညနေတီကစစ်နေတော့မယ်လို့စီနီယာအဖွဲ့ချင်းစီကပြောပါရယ်။စတေမာလာ20ရင်းနေစကိုင်းတိုင်းပမောင်မျိုးကိုတော်လိုင်းတက်တွေက သိမ့်ပိုက်သားကြောင့်စကိုင်းတိုင်းတွင်ထိုးစစ်စင်နှင့်စစ်ကြောင်းနှင့်ကြောင်ပြတ်တိုင်းကိတ်ခဲရပြီးဂျေမုံခဲရခြင်းအပါအဝင်စစ်စင်ရှုံနေမှုတွေကြောင့်နောက်မြောက်တိုင်းစစ်တောင်းနာကြောင့်တိုင်းမှုပုံမှုကြောင့်မြုံမင်းတွေကိုစစ်တပ်ကခေါ်ယူမင်းမြန်ဆောင်စစ်ဆေးခဲ့ခြင်းဖြစ်ပါတယ်အနောက်မြောက်တိုင်းစစ်တောင်နာကျောက်တိုင်းမှုပုံမှုကြောင့်မြို့မင်းတွေကိုနိုဝင်ဘာလ10ရက်နေ့ကဥပိုင်မြန်ငွေတွေလွှဲပြောင်းပေးရပွဲခန်းနာမှာနောက်ဆုံးတွေ့မြင်ရပြီးရင်းနောက်ပိုင်းလူမြင်ကွင်းမှာပြောက်ကွယ်သွားခဲ့ခြင်းဖြစ်ပါတယ် အနောက်မြောက်တိုင်းစစ်တာနာကြောက်တိုင်းမှုဘုံမှုကြုံမြုံမင်းတွေကအလုံးတင်ပိုတင်တဲ့ဒေသ26ကျောင်းမှဖြစ်ပြီးဓမ္မ17လောင်ကိုင်ဒေသကွက်ကဲမှုစစ်တာနာကြောက်ကြောင့်ပဲအမှတ်တဆက်စင်ကွက်ကဲမှုဌာနချုပ်စစ်တာနာကြောက်တို့မှတက်မှမှုတာဝန်ယူခဲ့ပါတယ်2024ခုနှစ်ဩဂုတ်လ3ရက်နေ့ကိုကန်းနယ်ပူပေါင်းတပ်တွေကရှင်းမြောက်တိုင်းစစ်ဌာနကျုံရှိရလောင်ရှုကိုတိုင်စဉ်ဒိုင်းမှုဘုံကျုံစိုးတင်တိုင်းစင်ဦးစီကျုံဘုံမှုကျုံတန့်တင်စိုးရုံနဲ့အတူဘုံမှုကျုံမြို့မင်းတွေကလည်းကိုကန်းအမတ်ဒီအထံမှာလက်နက်ချညံခံခဲ့ပါတယ်။ 2024ခုနှစ်ဒီဇင်ဘာလ10ရက်နေ့လာရှုတိုက်ပွဲမှာလက်နက်ကြောင်ညံခံခဲ့တဲ့ဗိုလ်မှူးချုပ်မျိုးမင်းတွေကိုမင်းအောင်လိုင်ကနောက်မြောက်တိုင်းစစ်ဌာနကြောက်တိုင်းမှုပြခံခဲ့ပါတယ်။ဆလဖီတမနာထရန့်ကမြန်မာတွေအတွက်ရာယီခုံလုံခွင့် DPS ဖျက်သိမ်းပြီးနောက်အမေရိကန်ရောက်မြန်မာနိုင်ငံသားတွေမိခင်နိုင်ငံပြန်လာရင်ကြိုးစို့ဂျက်ဖက်ဆွန်မင်းတို့ကပြောဆိုအမေရိကန်ရောက်မြန်မာနိုင်ငံသားတွေအတွက်ရာယီခုံလုံခွင့် DPS ကိုအမေရိကန်ဆွေရကရက်ဆိုင်လိုက်တဲ့ပြင်မိခင်မြန်မာနိုင်ငံပြန်လာပြီးဆန္ဒမဲပေးကြတဲ့ဂျက်ဖက်ဆွန်မင်းတို့ကယနေ့မှထုတ်ပြန်ပြောဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံချင်းနေတိုးတက်ပြီးအမေရိကန်နဲ့မြန်မာတွေအတွက်ပေးအပ်ထားတဲ့အရာကြီးကိုလွန်ကွင်ကိုရုတ်သိမ်းလိုက်ကြောင်းအမေရိကန်ဆွေကယမင်နေ့ကထုတ်ပြန်လာတယ်။မြန်မာနိုင်ငံမှာအောက်ချော်ရင်နဲ့ဒီငယ်မှာထူးခြားတဲ့တိုးတက်မှုရှိလာပြီဖြစ်ကြောင်းထို့ကြောင့်အမေရိကန်ပြည်သူ့မှာမြန်မာအတွက်ယာယီကာကွယ်ပေးထားတဲ့ကိုလွန်ကွင်ကိုရစဲကြောင်းရင်းရစဲမှုမှာ2026ခုနှစ်ဇန်နဝါရီလ26နေ့စတင်အကျိုးသက်ရောက်မည်ဖြစ်ကြောင်းအမေရိကန်ဆွေကကြေညာတယ်။အကြမ်းဖက်ဆောင်မင်းတို့ကအမေရိကန်ဆွေရဲ့ထုတ်ပြန်ချက်မှာအပြုသဘောဆောင်တဲ့ထုတ်ပြန်ချက်ဖြစ်ကြောင်းအမေရိကန်နဲ့မြန်မာနိုင်ငံသားတွေအမိနိုင်ငံကိုပြန်လာပြီးကြိုဆိုကြောင်း တို့ရရင်လူသက်မှုမတိမ်မှုအပအဝင်ပြမှုကျွလွန်သူတွေကိုတရားဥပဒေအရအေးအေးမြင့်ဖြစ်ကြောင်းကျန်သူတွေကိုတော့အထူးသညာစွာဖြစ်ရောဆောင်ရွက်ပေးသောမြင့်ဖြစ်ကြောင်းကျန်ဖက်ဆော်မင်းတို့ကပြောပါတယ်။အခုကျွန်တော်နိုင်ငံမှာမကြမီချိန်တွင်မှာ Party for Democracy အတွက်တွင်ရွေးကောက်ပွဲကြီးကျင်းပမှာဖြစ်တဲ့ American မြန်မာနိုင်ငံသားတွေအနေနဲ့မြန်မာနိုင်ငံကိုပြန်လာပြီးထွတ်ထွေရွေးကောက်ပွဲမဲပေးနိုင်မှာလို့ကျန်ဖက်ဆော်မင်းတို့ကပြောတယ်။ အမေရိကန်ဆိုရဲထုတ်ပြန်ချက်မှာတော့မြန်မာနိုင်ငံခြေအနေကမြန်မာနိုင်ငံသားတွေဘေးကင်းစာနေရာကိုပြန်လာနိုင်တိုးတက်လာပြီဖြစ်တာကြောင့်ယာယီကာကွယ်ပေးထားခြေအနေကိုအမေရိကန်ရင်ဆိုင်လိုက်ပြီးဖြစ်ကြောင်းမြန်မာနိုင်ငံမှာအုပ်ချုပ်ရေးနဲ့တည်ငြိမ်ရေးမှာထူးခြားရတိုးတက်မှုတွေရှိလာခဲ့ပြီးရင်းတို့မှာရေးပေါ်ခြေအနေပြီးဆောင်ခြင်းလွတ်လပ်ပြီးတရားမျှတရေးရွေးကောက်ပွဲအတွက်စီမံချက်တွေအောင်မြင်တဲ့အပြစ်ခံရစေသဘောတူညီချက်တွေနဲ့ပုံမကောင်းမွန်တဲ့ဒေသနဲ့အုပ်ချုပ်ရေးကြောင့်ပြည်သူဝန်ဆောင်မှုပေးရမှုနဲ့အမျိုးသားပြန်လည်တည်မြဲရေးတိုးတက်လာကြောင်းဖော်ပြရတယ်။ အမေရိကန်ပြည်သူ့မှာယာယီကိုလွန်ကွဲတဲ့နေထိုင်ခွင့်ပေးထားတဲ့မြန်မာနိုင်ငံသား၄000နီးပါးရှိကြောင်းအမေရိကန်ဆွဲအထုတ်ပြန်ချက်အရလည်းသိရပါတယ်ဆလာဘီဇိုဘင်ကောင်စစ်စီကိကနဲ့တိုက်ပွဲအတွင်းစစ်အုပ်စုဘက်ကတူရဲဥပောင်းကောင်းတဲ့တော်လင်းရေပုံကောင်းကြဆုံးဘကုန်းလိုက်တော်ရိကန်ဇိုဘင်ကောင်းမြို့နယ်ကစစ်တပ်စစ်စီကိတခုကိုဝင်ရောက်ပစ်ကတ်တိုက်ခိုက်ရမှာတူရဲဥပောင်းဝင်9ရောက်တည်ဆုံးပြီးတော်လင်းရေပေါ်တယောက်လည်းကြဆုံးခဲ့ကြောင်းတော်ရိကန်တိုက်ရင်383ညနဲ့တက်ခွဲလေးမြောက်ပြကြတပွဲအုပ်ဖို့ထံကနေသိရတယ် နိုဝင်ဘာ20တန်မနက်ရှင်းနိုင်ခွဲလောက်မှာ GPK စစ်အုပ်နေတဲ့ကုန်းလေးကျေဆွရှင်စစ်ကောင်ဖြစ်တဲ့စစ်စဲကေကိုကာကွယ်တပ်ဖွဲ့ရင်ရှောင်းတကံဝဲအောင်စင်းနေတိုက်ခိုက်ခဲ့တာဖြစ်တယ်။အဆိုပါစင်းနေတိုက်ခိုက်မှုတွေမှာစစ်ကောင်ဖြစ်တဲ့ဘက်ကသူ့ရဲဦးကျော်စွာထုံနဲ့စစ်ကောင်ဖြစ်တဲ့တပ်သားလေးရဲ့နေရာတွေပွဲချင်းမိသေးဆုံးပြီးနောက်ထပ်တပ်သားများလည်းပြင်းထန်တဲ့အရာခဲ့ပါတယ်။မနက်9နာရီခွဲလောက်မှာစစ်စဲကေကိုတိုက်ပိုက်နိုင်ခဲ့ပြီးတော့လည်းတပ်ဖွဲ့တယောက်လည်းကြာဆုံးသွားတယ်။ အရိဂိတ်ဖွင့်တာက2021ခေတ်ကဆိုပါတော့အရိဂိတ်မှာစစ်ခွေးနဲ့ရဲ15လောက်တော့အများရှိတယ်ဖြစ်ခတ်မှုမှာစစ်ခွေးတွေဘက်ကကြာတာကိုမျက်မြင်900ရောက်2ယောက်ကရေးပေါ်စေအောင်တင်ထားရပါတယ်တိုက်ခိုက်မှုတွင် စစ်ကောင်ပြင်တပ်တန်းကနေ MA30 တက်လက် G3 တက်လက် G4 တက်လက် G3 G40 တောင်း MA30 G20 တောင်း G ပေါက်က3ခုလက်ပစ်ပုံ3လုံးနဲ့လက်ထိတ်တစ်ခုတို့ကိုတင်စီရရှိခဲ့ပါတယ်။ပြည်သူ့နဲ့တော်လိုင်းတပ်ဖွဲ့တွေကိုဒုက္ခပေးနေစစ်ကောင်ပြင်တပ်ဖွဲ့ဝင်တွေနဲ့သူတို့ရဲ့ထောက်တိုင်တွေကိုပါအရှိန်မြင့်တိုက်ခိုက်သွားမှာဖြစ်တာကြောင့်ပြည်သူ့အနေနဲ့လည်းစူပါတပ်ဖွဲ့အနေဒေါ်လာနေထိုင်ခြင်းမပြုလုပ်ကြဖို့အသိပေးထားပါတယ်။ဆလဘီမောရ GTC မှာရှိတဲ့ဂျပန်စေအုပ်စုနေရာတွေဈေးနဲ့တိုက်ခိုက်ခံရပြီးတော့လေဥတေခုနဲ့ဥပြင်တန်တရားရရှိ စကိုင်းနိုင်မှာမြို့နယ်မှာနီးပညာတက်သူ GTC ကျောင်းဝင်တွေတက်ဆွဲတာဆေးအုပ်စုတွေစီးနေတိုက်ခိုက်ခဲ့ရပြီး၄ရက်သေးပြီး9ရက်ပြင်းထန်တဲ့အားရှိခဲ့လို့မောရခိုင်တက်အင်းနဲ့တောင်မျိုးဆက်ကထုတ်ပြန်တယ်။နိုဝင်ဘာ20ရက်နေ့မနက်ပိုင်းကမောရမြို့နယ်နီးပညာတက်သူ GTC ကျောင်းမှာတက်ဆွဲတာစစ်တပ်နဲ့ပြူစော်တွေရှာနေရကိုတော်လိုင်းတက်တွေကဝင်းအောင်စီးနေတိုက်ခိုက်ခဲ့တာပဲဖြစ်ပါတယ်။အချင်းတော်ကြစင်းနေတိုက်ခိုက်မှုတွေကြောင့်စစ်အုပ်စုဘက်က၄ရက်သေးဆုံးကတရားပြင်းထန်သူ9ရောက်ရှိခဲ့ပြီးလက်နက်ငယ်နဲ့လက်ပစ္စည်းကလည်းမွေရခိုင်တိုင်နှစ်တောင်မျိုးဆက်ကပြောတယ် အဆိုပါတိုက်ခိုက်မှုကမွေရခိုင်တိုင်းနဲ့တက်ခွဲသောင်းတက်စုနဲ့တောင်မြုပ်ဆက်တက်ခွဲမွေရခိုင်မနစ်တရင်မွေရခိုင်မတရင်စနစ်တက်ခွဲလေးမိတော့တက်ခွဲချောင်းမိတော့တက်ခွဲနဲ့ Riot God Prepare Defend for ပူပေါင်းလို့ဆောင်ခဲ့ရပဲဖြစ်ပါတယ်။အကြပတ်စစ်တပ်အနေနဲ့ပြစ်မှတ်ပြည်သူတွေကိုဥတီတက်ဖြတ်နေမှုတွေဆက်လက်လှုပ်ဆောင်ရင်ပုံမှုဆိုးရတိုက်ခိုက်မှုကြောင့်တရမှာဖြစ်ပြီးတမ်မတော်ဆွဲနာမည်ကိုထိမ့်သိမ့်တဲ့အနေနဲ့ရောက်ကြပြီသားစွာစစ်သားချင်းချင်းသာတက်တီရှိရှိတိုက်ခိုက်ကြဖို့လဲတောင်မြုပ်ဆက်ကအတိပေးထားပါတယ်။ဆလဘီမော်လမြိုင်တောင်ဖြိုချမှုဝေဖန်မှုတွေမြင့်တက်နေပေမဲ့စစ်ကော်မရှင်ကယူမဆိုင်ပဲဆက်ပြုံးနေ မွန်ပြည်နယ်မော်လမြိုင်မြို့ရဲ့အထင်ကရနေရာတစ်ခုဖြစ်တဲ့တောင်ဝိုင်းတိုင်ဖြူချမှုပေါ့ဒေသခံတွေကဝေဖန်မှုတွေမြင့်တက်နေပေမဲ့ပြည်နယ်စစ်ကောင်ရှင်ကဆက်လက်ဖြူချခွင့်ပြုထားလို့ဒေသခံတွေကပြောတယ်။ပြည်နယ်စစ်ကောင်ရှင်ကတောင်ဝိုင်းတောင်ကိုဖြူချပြီးရောက်ရှိလာတဲ့မြေသားနယ်ကျောက်တွေကိုသူတို့ပေါ်ဆောင်နေတဲ့လှိုင်းတိုးချဲ့မြို့တည်စီမံကိန်းနဲ့မုဒုံမြို့နေကလေးစိတ်တဲ့စီမံကိန်းရဲ့မြေဖို့လုပ်ငန်းတွေမှာအသုံးပြုနေရဖြစ်တဲ့တောင်ဝိုင်းတောင်ကိုနေစဉ်ဆက်ရန်တရားကြီးအများပြအသုံးပြုပြီးတရက်မှာကားကြီးနဲ့အခောက်ရရနဲ့ကြီးတဲဆောင်နေရကြောင့်တောင်ဝိုင်းနယ်ပြည်စီမံကိန်းဒေသခံတွေဆွေးမြင့်တက်နေရဖြစ်ပါတယ်။ အခုလိုတောင်ပြုံမြေတူးမှုတွေကြောင့်ရေရှားပါမှုပြဿနာကိုနေ့စဉ်ကြုံတွေ့ရတဲ့အပြင်တောင်ပြုံမှုတွေလည်းရှာကြောင်းနေနောက်မှနေတိုင်းတွေအတွက်စိုးရိမ်စရာအခြေအနေနဲ့ကြုံတွေ့နေရလို့လည်းပြောတယ်။မလမယ်မြို့ကန်တောက်ကလည်းပြည်သူတွေဝေဖန်မှုတွေရှိပေမဲ့တောင်ပြုံမှုဆက်လက်လှုပ်ဆောင်နေရအာနာရှိနိုင်လှုပ်ချင်နိုင်လုပ်လို့ရကြဝေဖန်ကြတယ်။အခုလိုတောင်ဝိုင်းနောက်ပြူချောင်းနဲ့ပတ်သက်ပြီးတော့ဒေသခံတွေကမှဝေဖန်မှုတွေမြင့်တက်နေပေမဲ့ပြည်နယ်စစ်ကော်မရှင်အသဘောပတ်ဝန်းကျင်ထိခိုက်မှုအခြေအနေတွေကိုပြည်သူတွေကိုရှင်းလင်းမရှိဘဲနဲ့ဆက်လက်လုပ်ကင်ခွင့်ကိုပြုနေရပါဗျ။ ပြည်ကနိုဝင်ဘာ20ရက်ကတော့ပြည်내စစ်ကောင်ရှင်လောက်ကဌာနဘောင်စုပ်ပေါင်းတဲ့အဖွဲ့ကတောင်ဝိုင်းနိုင်ပြူချမှုနဲ့ပတ်သက်ပြီးဟန်ပြလာတော့စစ်ဆင်မှုရွှေ့ကပ်ပေးမယ်ဘာမှထူးခြားမရှိလို့စစ်ကောင်ရှင်ရဲ့နှိစက်တွေကပြောပါတယ်။ ဆက်လက်ပြီးအွန်လိုင်းငွေလိမ်လည်းလုပ်ငန်းလုပ်ကိုင်တဲ့မြို့သမီး89ခုပါဝင်နိုင်ငံသား950နီးပါးထိမ့်သိမ်းခဲ့ကြောင်းကဲနုကထုတ်ပြန်။ကင်းပြည်နယ်မြောက်ရီမြို့ရဲ့တောင်မဆက်6ကီလိုမီတာအကွာဝေးရှိဘလူးချောင်းဝင်ဟုတ်ကင်းမြို့သားတပ်တော် KNL လီကဝင်ရောက်ရှင်းလင်းစဉ်အွန်လိုင်းငွေလိမ်လည်းလုပ်ငန်းလုပ်ကိုင်သူလူပေါင်း2000တွေ့ရှိခဲ့ပြီးယင်းထဲမှာမြို့သမီး89ခုပါဝင်နိုင်ငံသား940ကိုတွေ့ရှိခဲ့တယ်လို့ KNU ဘိုးရဲ့သတင်းထုတ်ပြန်ချက်မှာဖော်ပြပါတယ်။2025ခုနှစ်နိုဝင်ဘာလ23ရက်နေ့မှာ ဖလူးချောင်ဝင်းကုံရောက်စစ်စီအကွန်ပျူတာ IT ပစ္စည်းနဲ့အတူ online လေးလည်းမူလုံဆောင်သွင်းနေပြည်နေလေးတဲ့အဆောင်နှလုံးစင်းုံတရုံနဲ့လူနေဆောင်နေပအောင်ကွန်ကရစ်ဆောင်20ခန်းကိုရှာဖွေတရှိခဲ့ပါတယ်။ အဲဒီနိုင်ငံခြားသားတွေကအီတီဘီအီတီယိုပီးယားအီဂျစ်ဒိုင်းလောက်ဖိလစ်ပိုင်တရုတ်နဲ့မလေးရှားစတဲ့နိုင်ငံပေါင်း၈နိုင်ငံဖြစ်တယ်လို့တုံ့ပြန်ကြမှာပေါ်ပြတယ်။အဲဒီတွေ့ရှိခဲ့တဲ့နိုင်ငံခြားသားတွေကထိုင်းနိုင်ငံသား28ယောက်ကိုတော့ထိုင်းဥပဒေအရတင့်တော်အေးအေးယူမှုတွေပြုလုပ်နိုင်ဖို့ထိုင်းအာဏာပိုင်နေစီလွှဲပြောင်းပေးခဲ့ပါတယ်။အဲဒီခြံဝင်းကိုရှင်းလင်းစင်မှာမြင့်ပေလေးပေရှိပြီးတော့တောက်ခတ်ထားတဲ့ကြီးမားတဲ့မိကန်တစ်တာတလုံးကိုရှာဖွေတွေ့ရှိခဲ့တယ်။နိုဝင်ဘာ24ရက်နေ့မှာတက်မှန်ရှင်းလင်းရမှာတော့နိုင်ငံခြားသားအမျိုးသမီး၃အမျိုးသား 340တောင်ကိုရှာဖွေပေါ်ထုတ်နိုင်ခဲ့ပြီအဲ့ဒီထဲမှာတရုတ်လူမျိုး339ဦးဘင်္ဂလားဒေ့ရှ်နိုင်ငံသား၃ဦးထိုင်ဝမ်နိုင်ငံသား၂ဦးမလေးရှားနိုင်ငံသား၂ဦးနဲ့ဟောင်ကောင်နိုင်ငံသား၁ဦးလို့ဖြစ်ကြပါတယ်အဲဒီဖက်စင်ရမြေလူပေါင်း340တဲ့ဦးတွေကတရုတ်နိုင်ငံသားအမျိုးသမီးနှောင်းနဲ့အမျိုးသား34ကိုထိုင်းအာနာပိုင်နီကိုလက်ပြောင်းပြည့်ခဲ့တယ်လို့ဒီနေ့မှဆက်လက်ဖော်ပြတယ်။နိုဝင်ဘာ23နဲ့24ရက်နေ့နေ့ရက်ဓာတ်တွေကွန်ပျူတာအလုံးပေါင်း1500ကနေ2000နဲ့မိုဘိုင်းဖုန်းတစ်လုံးတစ်သောင်းကိုသိမ်းဆည်းရမိခဲ့တယ်။မင်းဘူးချန်နယ်ကိုချန်မွင်းကို KNU တပ်ဖွဲ့ဝင်တွေကနိုဝင်ဘာ21ရက်နေ့မှာရှင်းလင်းစင်မှာ DKP ရဲ့တပ်ဖွဲ့ဝင်230ဦးလက်နက်ချခဲ့ပြီးတော့အဲ့ဒီကြောင့်ရုပ်ကရန်တွေကသိမ်းပိုက်ရရှိခဲ့ရလို့ပဲဖြစ်ပါတယ်။နားဆင်အားပေးကြတဲ့အတွက်ဒီဝင်ကျေးဇူးတင်ရှိပါတယ်ရှင်။